අනුබිනලා වශය ျမတို့ရဲ့ Healthy Knowledge Program ကနေပြီးတော့မှချုပ်ဆွေးလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်လည်းကျမတို့ရဲ့ Clean Memory တွေထည့်ရပါတော့เนาะ Property Guide ကနေပြီးတော့မှသူ့လေ့ကျင့်တာလေးရှိတယ်ဆိုပြီးတော့မှဒါကျမတို့ကိုလာရောက်ပြီးတော့မှတွေ့ဆုံပါတယ်เนาะ Property Guide ရေးချင်းချင်းမင်္ဂလာပါ Viva ကိုကျမထပ်ပြီးတော့မေးမြန်းဝေးရတဲ့အတွက်တိစအကဲပါဒါ Memory ရဲ့ကိုစားပါเนาะကိုဒီလည်းသိချက်တဲ့မိကုန်းနဲ့နောက်တခြား Memory တွေလည်းသိချက်မဲ့မိကုန်းတွေကိုသူတို့မေးခွင့်ရတာပါเนาะကဲမေးပါဒါဆုခေပါเนาะအခုຫນွေရာနေနဲ့ရောက်လာပြီဆိုတော့လေတို့အိမ်မှာ ချို့ပေါ့နော်ပန်ခါနဲ့အိတ်ကြရတယ်ဆရာမအဲ့လိုမျိုးအိတ်တဲ့အခါခလေးပုံမှာဘယ်လိုစိုးကြိုးတွေများရှိမလဲပေါ့ အမှန်ကတော့ဒီအမှန်တိုင်းပြမယ်ဆိုရှင်တော့ပန်ကာဘောတော့ခမတစ်ဖြစ်ဝယ်သုံးစေချင်တာလေဟုတ်ကဲ့အဲ့တော့လေဟိုကလေးတွေအတွက်ပဲဖြစ်ဖြစ်လူကြီးတွေအတွက်ပဲဖြစ်ဖြစ်ပါတော့ဥစားပန်ကာအချိန်သိပ်ပြီးတော့မှနေကြာကြာကြီးတွေကိုတော့အပေးသုံးချင်ဘူးဥပမာနေ့လေတွေပါသုံးနေဆိုတာကိစ္စမရှိဘူးဘောနော်ဥပမာညထိတ်တဲ့အချိန်ကျတော့ကိုဝညာကိုဒီပြိပျော်နေတာဘောနော်ဒါပေမဲ့ပန်ကာလည်းတောက်လျှောက်ပဲနေနေတယ်ဆိုတော့ဥပမာမနဲ့နိုးလာတော့ကျတော့သူကများသွားဖြစ်ဒီသူ့ရဲ့ဒီတက်ကလေဟိုကပါအသားတွေကိုလာထိတဲ့အတွက်ကြောင့်ကြွက်သားနေဆိုရှင်သိပ်ပြီးတော့မှနာကျင်စီတာ ေါ့ဘာလို့လဲဆိုတော့ muscle ရဲ့ contraction ရစေတာပေါ့နော် contraction ရတယ်ဆိုတဲ့ဟာဘယ်လိုမျိုးပြောရမလဲဆိုတော့ muscle တွေကြုံသွားစေတာပေါ့အဲ့ချိန်မှာဆိုဖြင့်ပြောပါပြောမလဲဆိုတော့နားတာပေါ့တော်တော်လေးမောက်ဆိုဖြင့်ဒီပန်ကာလေးနဲ့ကြာကြာလေးအိတ်နေတဲ့သူတွေဆိုတမနဲ့ယောက်ကြာနေဒီကုန်လုံးရိုက်ထားသူတို့ပဲနော်နားနေတာမျိုးဆိုလို့ရှိရင်တော့ဖြစ်တယ်သိတာနော်ဒါကြောင့်မမရီယာဖြစ်နိုင်တော့ဒေါစာလေးပန်ကာလေးတော့ဒီတိုင်မာလေးနဲ့ပေါ့နော်တနိုင်တော့သုံးတယ်နှစ်နိုင်တော့သုံးတယ်ဒလနောက်ပဲကတော့အမှန်တိုင်းပြောသုံးသစ်နော်အမှန်ရီယာဒီမှာ ရမ်းပူတော့လေမီးရဲ့တော့ဆိုပါဆိုဟုတ်တယ်အဲကောင်းရတော့လည်းမတော့ခဲ့ကြဟုတ်ကဲ့နော်အဲကောင်းတော့လည်းမီးမလားမီးရအချိန်နဲ့ပြက် ချိန်နဲ့ပြတ်တာဆိုတော့လည်းဟုတ်ပါတယ်အမှန်တော့ပြောမယ်ဆိုတော့သူရဲ့ knock set တွေပြဿနာလေးတွေပေါ့နော်ဒီလိုမျိုးကျွတ်သားနာတာတွေဖြစ်တယ်နောက်ပြောမယ်လေအသားရေခမ်းချောက်တယ်ဟုတ်ကဲ့သူကလေနောက်ကမျက်ကြည်တော်ပေါ့ဒီမျက်ကြည်တော်နဲ့ပြောစားတယ်အသားရေတွေဆိုတာမန်ပိုချိန်ထက်ပိုလေသူကနေပြောမှာဒါ6တွေ့စီတာပေါ့နော်ဟိုအောင်ဆိုရက်ကွာ8တဲ့ဆိုရက်ကလေးပဲဖြစ်ဖြစ်ဒီပဲဖြစ်ဖြစ်ပေါ့နော်မျက်လုံးကမြည်မျက်ဖော်လေးရတဲ့ခါကျပွက်နေတတ်ကြတယ်အဲ့လိုပွင့်တဲ့ခါမှာဆိုရင်ဒီမျက်ကြည်ရောဆိုရင်သူ့ရဲ့လေရဲ့အရှိန်ပေါ့နော်အရှိန်ကြောင့်မို့ဆိုရင်မျက်ကြည်ရောတွေကပုံပြီးတော့မှလည်း၆ပြီအဲ့ဒါ ကြောင့်မလို့မျက်ကြည်ပါ၆တဲ့အတွက်ကြောင့်မလို့မျက်စိနာရတွေပိုဖြစ်တယ်။ဒါပေမဲ့ဒီမျက်သားတွေဟုတ်ကဲ့အတွင်းမှာရှိတဲ့မျက်သားတွေရောက်လာမျိုးပေါ့နော်။ဒါမျိုးဆိုလို့ရှိရင်လည်းပိုပြီးတော့မှလည်းဆိုးစေတယ်လို့နော်။နောက်တစ်ခုကကျတော့တချို့ကလေးတွေမှာဆိုလို့ရှိရင်လေအလာဂျီရှိတဲ့ကလေးတွေရှိနော်။အဲ့လိုမျိုးအလာဂျီရှိတဲ့ကလေးတွေတော့နောက်ပြီးတော့မှလည်းသူတို့ကလည်းငကိုတဲ့ဟွာပေါ့နော် sensitive ဖြစ်တာ။ဥပမာဆိုလို့ရှိရင်အိမ်ကြီးတဲမှာဆိုလို့ရှိရင်ဖုန်ကြီးရှိတယ်လေ။အဲ့ဒီဖုန်ကြီးကကိုယ့်ရဲ့ပန်သားနေပြီးတော့ဒီဖုန်ွားကြီးကအဲ့လိုတိုက်လိုက်ပြီးတော့မှကလေးရဲ့အသားတွေထိတာမျိုးပေါ့နော်။ကလေးကလည်းငကိုတဲ့ကလည်းတတ်မတဲ့တာမျိုး ရှိတဲ့ကလေးတွေဆိုရှင်ပို့ပြီးတော့มาတာဆိုးသွားစီဖေးရဲ့အဲအဲဆမ်မောမတော်တော့တိတ်ပြီးတော့มาတော့ပန်ကာတော့လေးကိုအမှန်တိုင်းပြောတော့အာမပေးချက်ဘူးပေါ့နော်ဒါမလဲအားလုံးကတော့ခင့်ချေနေရဟုတ်ကဲ့ပါခင်ချင်နေရဆိုတော့ဗေဒီသုံးနေကြတာပေါ့ပြောပြလို့ရှိရင်တော့ပါနော်တကယ်လို့ပေါ့တော့ဟိုညီမတနီးရလည်းတကယ်ရှင်ချက်ရှိတယ်ရှင်ချက်ရှိရဒါပေမဲ့ကိုရအဲ့တော့မသုံးနဲ့နီပန်ကောင်အဲ့လို6000လေးထည့်သေးရ ချက်တော့လည်းကိုထည့်သိပြီးတော့သူ့ကိုချင်းရဲ့မမပေါ့နော်ချင်းရဲ့သူတို့နှစ်ယောက်ကိုဟိုဘက်ကိုထားပြီးတော့ဘက်ကောင်သူတို့သူတို့ဘက်ကိုရှောက်အောင်ပေါ့နော်အဲ့လိုမျိုးပေါ့အေးပေါ့အေးပေါ့တိတ်ထားတယ်တော့မှာဒါပေမဲ့ရင်းချင်းရှိတဲ့အခါဘဲချင်းလေးမှာပုံပြီးတိတာတယ်ဆိုတော့စောင်းတွင်းညပိုင်းဟိုတခြားချင်းကမတိတာဘူးဆိုတော့စောင်းတွင်းညပိုင်းနေဆိုရင်ဟိုတဲ့ကြက်တာကြက်ပြီးတော့ချောင်းတွေတပ်ပုံဆိုးတာအဲ့ကြက်ကတမီးပိတ်လိုက်အဲ့ဒါပိတ်လိုက်တယ်။ကွာပျော်သွားတဲ့အချိန်ကျတော့သူကထဖွက်။အော် အဲ့တော့ကိုကဆေးရအမြဲတမ်းဒီဘန်ထိုရှာဘန်ထိုလင်းကိုတို့ပြအရှူတိုက်တယ်အဲ့ဒါလည်းရှူတော့မရှူပါရှူလည်းမရှိတော့တိုက်တယ်တိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီခလေးကဘန်ထိုလင်းကိုမတိုးတော့ဘလို့ဆက်ပြီးတော့ပေါ့နော်ဒီခလေးကိုပန်ကာနဲ့တိတ်မယ်ဆိုရင်ဘလို့မျိုးဆက်လို့ရပါလဲ ဒီအမန်တော့ခုပြောသလိုမျိုးပေါ့နော်ဟိုမဖြစ်မနေသုံးမဲ့သဘောဖြစ်သွားတာပေါ့နော်အမန်တော့မမလို့တွေကပြောမဲ့ဆိုတော့ဒါပန်ကာခုပြောသလိုလေဒီဘေးပတ်ဝန်းကျင်မှာရှိတဲ့သူကလေဒီတို့အမောင်လေးတို့နော်အဲ့ဒါတွေအကုန်လုံးကစတော့သူဓာတ်မတည့်တဲ့ဒီထဲမှာဆိုရှေ့ပို့ပြီးတော့မှဖြစ်စီတာပေါ့နော်အမန်တော့ရင်ချက်ရှိတဲ့ကလေးမျိုးဆိုတော့မမရတဲ့အဲဖုန်းကလည်းတော်သေးရပေါ့နော်ခဲဒီလိုမျိုးပန်ကာဆိုလို့ရှိရင်တော့မသုံးသိချင်ဘူးအကဲသုံးနေဆိုလို့ရှိရင်လည်းခက်လန်လန်ပေါ့နော်နည်းနည်းလေးဝေးဝေးကနေတော့ rotation ရှိရရှိလေအဲ့လိုမျိုးလေးလောက်ထားတယ်ဆို direct ကြီးပန်ကာတခုလည်းထဲ တာမျိုးတော့လေအဲ့ဒါမျိုးဆိုလို့ရှင်တော့မသုံးသင့်ဘူးတော့เนาะဒါအဲ့လိုမျိုး rotate လေးလုပ်ထားပြီးတော့မအောင်ကလေးဆိုရှင်နဲ့ပူလို့အိမ်မရအောင်ဆိုတနိုင်လောက်โอเคတနိုင်လောက်ပေးထားလိုက်ရောပြီးတဲ့အခါကျတိုင်မာလေးနဲ့ထားတိုင်မာလေးနဲ့ထားပြီးတဲ့အခါကျလို့ရှင်အဲ့ဒါလေးကိုဟိုစပေါ့အိတ်ခိုင်းလိုက်တာပေါ့เนาะပြင်ပြပိတ်လိုက်ပေါ့တတူပဲပိတ်သွားပါပဲဟုတ်เนาะအဲ့အဲ့လိုမျိုးလေးရတော့လုပ်တယ်ဆိုတော့ရှင်တော့ရတယ်ဒါပြတော့မှကလေးတွေဝေးရေးစားတယ်ဆိုရှင်သူအသားရေလဲ၆ပဲရေလဲဖို့စားစီတယ်လေအဲ့လိုဖြစ်တယ်ဆိုရေပူလေးလေးအစင်သစ်ဆောင်ပါပြီးတော့မှရေလေးခဏခဏတောက်ခိုင်းတာပြေပေါ့เนาะဒါမျို ဆိုတော့အပိုင်း6တာမျိုးလို့နောက်ပြီးတော့မှမျက်လုံးလေးပေါ့တချို့ကတော့ဒီမျက်ကြည်ပေါ်ပေါ့သူကတက်နိုင်ဆုံးသူက6တွေ့စီတယ်လို့ပြောကြတယ်တရားနော်အဲ့လိုမျိုးပဲဖြစ်အောင်ဆိုတော့တက်ပြီးအိတ်တာမျက်မှန်ပေါ့အဖို့မျက်မှန်လေးနေရှိရတယ်အဲ့လိုမျိုးမျက်မှန်လေးနဲ့တက်ပြီးပြီးတော့မှအိတ်ခိုင်းတာမျိုးပေါ့အဲ့လိုမျိုးဝတ်ကောင်းတာပေါ့နော်ဒါတော့အသားရည်ကြီးမချောင်းအောင်လို့ချောင်းအောင်အဲ့လိုခုပြောသလိုပေါ့ရင်ချက်ရှိတဲ့ကလေးမျိုးဆိုလို့ရှင်တော့ဒါပန်ကာကတော့အမတော်ဒီပန်ကာဖွင့်မှန်းနဲ့စသူတို့ရင်အောက်ထက်ဖြစ်နေလို့ဟုတ်တယ်ဟုတ်တယ်မြင်းမြင်းကြီးထပ်ဖြစ်လို့အကဲရင်ပေါ်ထက်ပါဆိုတော့မြင်းဝင်တယ်မြင်းကြီးတော့အဝ ောက်တစ်ပောက်ဝယ်ရှိရအဲ့လိုရေအပောက်တစ်ပောက်ဝယ်ရှိရကြတခြားလည်းလီရလည်းဝယ်ရှိရတယ်ရှိနော်ဟာလည်းကြာနည်းနည်းတော့ခက်တယ်နော်ဟုတ်တယ်အဲ့လိုမျိုးတော့ခက်တယ်ဟောအမကတော့အရန်ကြီးတော့လေမကြိုက်တယ်ပေါ့နော်ဒါပေမဲ့အခုပြောသလိုပေါ့ဘလို့မှလည်းမနေနိုင်ဆိုလို့ရှိရင်တော့ဟောဘေးပတ်ဝန်းကျင်တော့အများအားတန့်ရှင်းရေးတော့လုပ်ထားပြီးအဲ့ဆိုလို့ရှိရင်တော့တရင်တောင်ဖုံနေရတော့လေဒီ over လောက်ပေါ့နော်အဲ့လိုမျိုးလေးနဲ့တော့တိုင်မာလေးနဲ့သုံးကြည့်ပေါ့နော်တိုင်မာလေးနဲ့ထားပြီးတော့မှနှစ်နာရီထားနှစ်နာရီပိတ် အဲအဲ့လိုမျိုးလေးတွေပြန်လုပ်ကြည့်ကြည့်ပေါ့ဟုတ်လားဒီလိုတကယ်လို့ဒီပန်းကောင်ဘောတော့သုံးတဲ့အတွက်ကြောင့်ဆိုးကျိုးတွေနောက်ထပ်ဘာတွေများဖြစ်နိုင်လဲအခုပြောသလိုပေါ့တက်သားတွေနာကျင်လာတွေကိုဆိုးသွားနိုင်တယ်နောက်ပြီးတော့မှအသားရည်တွေထောက်တဲ့လာတွေပုံဖြစ်စေတိုင်းနောက်ပြီးတော့မှသူကလည်းအက်စမာရှိပြီးသားပြီဆိုလို့ရှိရင်အက်စမာမတက်ခဏခဏကြီးပဲကြက်နေမှာဟုတ်တယ်လို့ပြောစရာ ဟုတ်တယ်မလားခဏခဏပဲသူဆက်ကြက်နေပါတယ်ဟုတ်တယ်အဲအဲ့လိုမျိုးဆိုတော့သူပန်ပန်နဲ့တော့မန်တိုင်းပြတော့မတည့်ဘူးပေါ့တည့်ဘူးနော်မတည့်ဘူးဆိုတော့ကျတော့ဒါတော့မသိမ့်ရောမလုံသိဘူးပေါ့အဲ့လိုမျိုးပဲသူ့ကိုလေးချင်းအောင်လေးထားပြီးပြီးတော့မှလေးစောင်းမချုံတမ်းပဲချင်းအောင်လေးမှပဲလိုပဲခတ်အဝတ်ဆိုလည်းပပလေးဝတ်ပြီးတော့မှအိတ်ပစ်စီနော်အဲ့တော့လို့ဆိုတော့ပန်ကောင်းလို့ပါတော့ပြီးတော့မှအကောင်းဆုံးပါလေနော်ကဲပါစပါ တကယ်လို့ပန်ကောက်ဒီလိုမျက်နှာချက်ကနေထားမယ်ဆိုရင်ဟောဆရာမမျက်နှာချက်ကနေဆိုတော့နည်းနည်းတော်သေးတာပေါ့။သူကကြောက်အခန်းချိန်ထဲမှာဆိုမျက်နှာချက်ပန်ကအိတ်ရရဲ့အပြင်ပန်ပြင်ဖက်နေမှာပါ။အဲ့ဒါမျိုးဆိုတော့နည်းနည်းတော်တော်သေးတာပေါ့ဟုတ်လားနော်။ဟောဆရာအနိကတ်ကြီးကတော့မကောင်းပါဘူး။ဟောဟုတ်ပါပြီလားနော်။အဲ့လိုခက်ဝေးဝေးရနေဆိုရင်ရှင်တော့သူဒီလေးနဲ့အရှိန်ကြီးရတာပေါ့နော်။အဲ့ဒါတော့ပဲထား။အော်ညီမကတော့လေသူ့ကိုပန်ကာနဲ့တိတ်လိုက်ပြီဆိုချောင်းတော့ပြီဆိုကိုကဘာမှမဟုတ်ထန်နေတော့ချက်တော့ပို့ပို့အဲ့လိုမျိုးလေးတိတ်နေတော့လေ ဟဲ့ထန်လေးလက်ပတိုးတော့ဘတ်ထိုးလေးလက်ပတိုးတော့ဟုတ်တယ်အဲ့လိုဟုတ်ဒီဥစား S မာလီကိုလည်းတိတ်ချတော့ခုပေးရအောင် ်တက်လာเนาะကိုပဲရအောင်မယ်ဆိုတဲ့သဘောကတော့ဒီ assign လမ်းကြောင်းကောင်းမှာ probability prepare နေနေထည့်ပြီးပါကြည့်လာเนาะ asma လေးတက်တာအောင်ဟိုလေအဲ့ဒါလေးတော့ရှိပါတယ်ဟောအဓိကတော့ဆင်မအပန်းလာတဲ့တမအပန်းကနဲ့မတိတ်တာအကောင်းကောင်းဆုံးပဲဟုတ်တယ်ကြီးပြီးကလေးကလေးဖြစ်ဖြစ်မန်းနေမန်းနေကြီးကြတော့လေတကယ်လို့တိတ်ဖြစ်မယ်ဟိုမဖြစ်မနေတိတ်ရမယ်ဆိုရင်ရောဆင်မဘလို့တိတ်ရဘလို့တိတ်ရမလဲဆိုလို့ရှိရင်လေသူ့တိုင်ပါသေးနေပဲလေတိုင်ပါတိုင်ပါသေးနေပဲအလုံးစုံတက်နိုင်ပေါ့အဲ့ဒါတော့ပုံမပေးနဲ့တော့ဟုတ်တယ်မဟုတ်ဘူးသူ့ရဲ့ရက်ပဲခက်ခိုင်ပေါ့ ရက်ခတ်ပြီးတော့မှတက်လက်ညောင်းလက်ညောင်းအဲ့ဒီသွားနေစားပိတ်ပိတ်ထားလိုက်ပေါ့အဲ့တိုင်ရနဲ့ပိတ်ပလိုက်ပေါ့ပန်ကာဆိုတဲ့လိုပဲဒါပေမဲ့လူကြီးကတော့လုပ်ပြရပါဘောเนาะဟောသူဟိပြော်သွားပြီဆိုပါရှင့်ပန်ကာကိုထပိတ်လိုက်โอเคဟုတ်တယ်နောက်သူတအားပွင့်တော့သူ노လာပါဟုတ်တယ်အဲ့တော့노လာပြီဆိုလဲအချိန်ညမှာခဏတစ်ဖြုတ်ခဏတစ်ဖြုတ်ပန်ကာလေးပြန်ဖွဲ့ပြီးပြန်ပိတ်ဩအဲ့ဆိုဆရာမပန်ကာနဲ့ကလူကြီးပဲဖြစ်ကလေးပဲဖြစ်ဖြစ်ယောဂရှိရှိမရှိရှိအများကြီးတော့မငယ်ရတာမလို့တော့ဆက်သေးပါ ဒီလိုတစ်ဆက်ထဲကတော့သုံးသစ်ပါဟုတ်ကဲ့เนาะဟိုနိုင်ဝတ်ချာတနိုင်ချာအဲ့လိုမျိုးတော့ဖွင့်ပြလို့ရတော့ဖွင့်ပြတယ်ဒါတော့ဆက်ဆက်ပြီးပေါ့เนาะဩဟုတ်ကဲ့ပါဆရာဟိုတွေရာဒီရောက်လာပြီဆိုတော့လေလူကြီးတွေဘာခါနဲ့နေကြတယ်ကလေးလေးမန်ကာနဲ့နေကြတယ်ဆိုတော့တွေရာဒီမရောက်ခင်လေးမေးတာလားတွေရာဒီရောက်လာပြီဆိုဒီဟာရောက်လျှောက်လာတော့မှနဲ့နဲ့ ဟုတ်တယ်အခုခေတ်ကနေဆိုအေကောလည်းချိန်ပြီးမရတာနိမီးမလည်းမရှိတဲ့ခါကြတော့နော်မီးပေးတဲ့ခါကြတော့လည်းနည်းနည်းဈေးတက်တော့လေဟိုကဖန်ကာပဲဖွင့်ကြတာပြန်ရပြမှာโอเคပါโอเคကျမပန်းလာနေတဲ့တမားကြတော့ဒီပန်ကာမဟုတ်ဘဲနဲ့ရိုးရိုး အောက်ကိုခင်းပြီးတော့အဲ့လိုတဲ့ရင်ရောရတာဆရာတာပေါ့အဲ့ဒါကြာလို့ရှင်းတော့အမန်တော့လေသူကတင်းလေးဝင်လေးထက်လေဟုတ်အမောင်ဆိုရှင်ဗတိမပသားလေးဖွင့်ထားလိုက်ပြီးတော့ပါနော်ဒီလိုပဲတိတ်ပေါ့ဟုတ်တယ်မလားကလေးလေးဒီလိုပဲတိတ်သွားတပတ်သူဒီလေးဝင်လေးတဲ့ဆိုအဓိကတော့ ventilation ပေါ့လေးဝင်တာဆိုအကောင်းဆုံးပဲလေ ပါတာဆိုဘယ်ဘာကမှအဆင်မပြေပါဘူးတချို့ကျတော့အကူလာအသေးလေးဝယ်ပြီးတော့သိတာလေးရှိတယ်အဲ့ဒါကိုအကူလာဆိုတာရှင်နေ rotation တို့လှည့်ရတဲ့အားလေးတွေပါတာကိုကောင်းပါတယ်အော်ဒါလည်းတူတူပဲပန်ကားတော့ပဲဒါပေမဲ့ပန်ကားတော့မဆိုးမဆိုးမဆိုးဘူးသူလည်း direct လေးသွားတာရှိတာအေးအောင်လို့ဆိုတော့ဒါပေမဲ့အကူလာလေးကျတော့သူကကျတော့အရေးလေးထွက်တယ်လေအော်ဟုတ်ကလေးလေးတွေ့တဲ့ခါကျတော့သူကပန်ကားကျတော့လုံးဝအသားကြီးထောက်သွားစေတယ်ဒါပေမဲ့ smart mouth ဖို့ဆိုတဲ့ဟွာကျတော့ရင်ဝင်လေးပါတဲ့ခါကျတော့ဘယ်လိုစားလေထဲမှာလေး humidity လေးရတော့ရနေသေးတာပေါ့ကဲနော် တကယ်အဲကောမတော့နိုင်ဆိုလို့ရှိရင်အဲကူလာလေးဆိုရင်တော့ခလေးတွေကပူအဆင်ပြေတော့ပေါ့နော်ပန်လာထက်စားဖက်ရှင်ဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်တယ်ဟုတ်ကဲ့ပါဆရာပါအခုလိုကြီးဖြေးချမိတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကိုတွေလည်းဟို တန်ကာနဲ့ပဲနေတိတ်နေကြဖြစ်နေတော့လေအဲဒါကြောင့်ဆရာမောင်မိမိကပါကဲပါโอเคဘယ်လိုလဲနဲ့မနေတော့ပါသူမျိုးသိချင်တာလေးတွေပေါ့နော်ဖြေချပေးရတဲ့အတွက်လည်းအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းပေါ့နော်ကိုယ့်ရဲ့ကလေးတွေကိုပန်ကာနဲ့ကတော့ရေရှည်ကြီးကတော့မသိကြပါနဲ့ဆိုတာဒီကိုတော့ကျွန်မပြောချင်ပါလေနော်အားလုံးလည်းကျေးဇူးတင်ပါမောင်ကျေးဇူးတင်ပါတယ်